ပါရှင်၂015ခုနှစ်စက်တင်ဘာလ8ရက်အင်္ဂါနေ့ညပိုင်းလွတ်လပ်တဲ့အာရှတန် RFA ရဲ့ရုပ်မြင်သံကြားစီစဉ်တွေကိုအမေရိကန်ပြည်ထောင်စု Washington DC မြို့ကနေတိုက်ရိုက်ထုတ်လွှင့်နေပါပြီကျွန်မဟိမဆိုပါ RFA စီစဉ်တွေကိုမြန်မာစံတော်ချိန်ည8နာရီခွဲကနေ9နာရီထိတင်ဆက်နေတာဖြစ်ပြီးမနေ့ဖန်စက်တင်ဘာလ9ရက်နေ့ဗုဒ္ဓနေ့ညကစလို့ည8နာရီကနေ9နာရီအထိတနာရီကြာတိုးချဲ့ထုတ်လွှင့်သွားမှာဖြစ်ပါတယ်ဒီကနေ့သတင်းတွေထဲမှာ မြန်မာနိုင်ငံအနေနဲ့အရေးရမှာနိုင်ငံရေးပါတီအသီးသီးကရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတွေစတင်လိုက်တဲ့သတင်းအပြစ်ခတ်ရစေးစာချုပ်မှာအဖွဲအားလုံးပါနိုင်မှုသမရနဲ့တိုင်းရင်းသားခေါင်းဆောင်၈ဦးတွေ့ဆုံတဲ့သတင်းဂျပန်နိုင်ငံကမြန်မာနိုင်ငံရေးပေးအတွက်ဂျပန်ရန်ငွေတန်ပေါင်း9000လှူဒန်းမဲ့သတင်းအစရှိတဲ့စိတ်ဝင်စားစရာသတင်းတွေကိုတင်ပြသွားမှာဖြစ်ပါတယ်ဒီနောက်မှာတော့နေပြည်တော်ကမဲဆွယ်ပွဲတွေအကြောင်းသတင်းပေးဖို့ချက်တာယာဝတီနဲ့ရန်ကုန်မှာအကြောင်းသားတွေရုံထုတ်စစ်ဆေးတဲ့သတင်းနဲ့ ပြန်ကြားရေးဝန်ကြီးဦးရဲထွန်းနဲ့တွေ့ဆုံမေးမြန်းခန်းကိုထုတ်လွှင့်ပြီးအဲဒီနောက်ချင်းတိုင်းသားဘာသာစီစဉ်ကိုလည်းထုတ်လွှင့်ပေးဖို့ပြင်ဆင်ထားပါတယ်။ဒီကနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ်ရှင်။ ပြည်သူ့ဆန္ဒနဲ့ပြည်သူ့အဆုံးဖြတ်ကိုရယူဖို့လာမယ့်ရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ဝင်ရောက်ရှင်ပြိုင်တာဖြစ်ပြီးအနှစ်30ကျော်ဒီမိုကရေစီရေးအတွက်ဆောင်ရွက်နေတာဟာအခုချိန်ထိပန်းနိုင်ကိုမရောက်သေးကြောင်းဒေါက်ဆန်းစုကြည်ကပြောကြားလိုက်ပါတယ်။ NLD ဥက္ကဋ္ဌယုံ Facebook စာမျက်နှာကနေဒီကနေ့ထုတ်ပြန်တဲ့ဗီဒီယိုမှာအခုလိုပြောကြားလိုက်တာဖြစ်ပြီးရွေးကောက်ပွဲမှာပြည်သူလူထုမဲပေးခွင့်ရဖို့နဲ့ရွေးကောက်ပွဲနေ့ပိုင်းမဲပေးကြဖို့ဒေါက်ဆန်းစုကြည်ကတိုက်တွန်းထားပါတယ်။ မဲပေးရမှာလဲနိုင်ငံရဲ့အနာဂတ်နဲ့မျိုးဆက်သစ်တွေရဲ့အနာဂတ်ကိုစဉ်းစားပြီးမဲပေးဖို့ကိုလည်းဒေါအောင်ဆန်းစုကြည်ကပြောဆိုခဲ့ပါတယ်တချိန်တည်းမှာလဲကော်မရှင်သတ်မှတ်ချိန်မတိုင်ခင်မဲဆွယ်စည်းရုံးနဲ့ဆိုပြီးကြန့်ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းလေယာနဲ့ဆယ်မြောင်းဝင်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ဟောင်းနဲ့သတိပုဂ္ဂလကိုယ်စားလှယ်လောင်းဦးကျော်ဝင်းကတိုင်ကြားထားတဲ့အမှုကိုလည်းပြန်လည်ရုပ်သိမ်းသွားတယ်လို့နေပြည်တော်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကဒီကနေ့ပြောပါရရှင်။ နေပြည်တော်ကောင်စီနယ်မြေမှာရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်မဲ့ NLD ပါတီကိုယ်စားလှယ်လောင်းတွေဟာနေပြည်တော်မြို့နယ်အချို့မှာဒီကနေ့မဲဆွယ်စည်းရုံးမှုတွေစတင်လိုက်ပါတယ်။ RFA သတင်းတော်ကိုဝင်းကိုကိုလက်ကဆက်ပြီးတင်ပြပါလိမ့်မယ်ရှင်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းတွေကိုစက်တင်ဘာလ၈ရက်နေ့ဒီနေ့မှာမဲဆွယ်စည်းရုံးဝင်ကိုစတင်ခွင့်ပြုလိုက်ပါတယ်။စပူတရီမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းဥဖြိုးဇေယသောဥတရတရီမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းဥကျော်မင်းလှိုင်နဲ့ အမျိုးသားလွတ်တော်အမှတ်9ကဥမမောင်ဆွေတို့ကသူတို့ရဲ့မဲဆန္ဒနယ်မြေတွေမှာမဲဆွယ်စည်းရုံးမှုတွေစတင်နေတာဖြစ်ပါတယ်။ဒီလိုပဲဒီခရီးကိုထောက်ဆောင်နိုင်တဲ့ပုံပေါ်ပါလို့ပြောရနေပြီးတော့ကောင်စီနယ်မြေကဥတ္တရသတိမြို့နယ်၊စပူသတိမြို့နယ်၊ပုပ္ပသတိမြို့နယ်နဲ့တက်ကုံမြို့နယ်တွေက NLD ပါတီရုံးခန်းတွေမှာဟော့ပြောပွဲတွေကျင်းပခဲ့ကြတာဖြစ်ပါတယ်။ င်ပါလေကျွန်တော်တို့သုံးမှမပုံစံတော့အပ်ပါလေအမားတို့ကတော့ဆက်တယ်ပြည်သူတွေကအပေးကြပါပြီးတော့ခါကြသုံးမှပုံစံကြီးရခါကြတော့ခိုင်းမှာခိုင်းမှာခါကြတော့ဘာလို့လဲဆိုတဲ့ခါကြတော့ကျွန်တော်တို့မြို့သက်ဒီမိုကရေစီဖက်လို့နိုင်မလို့ပါလေအဲဒါကြောင့်ခိုင်းနေအောင်မဲပေးရပါလို့ပြောရင်းနဲ့ရေရုံးတော့ပါလေဟောပြောပွဲမှာပြည်သူတွေအနေနဲ့မဲပေးတဲ့အခါအကြောက်တရားကင်းကင်းနဲ့မဲပေးဖို့လဲနေပြီးတော့ NLD ပါတီဥပဒေအထောက်အကူပြုအဖွဲ့ရှေ့နေကြီးဦးထွန်းခင်ကတိုက်တွန်းခဲ့ပါတယ်။ ေကံဥပဒေမှာလည်းမဲတဲ့တာရရှိလို့ပါပြီလားယေကောက်ဘဲဥပဒေများမှာလည်းပါပြီလားနိုင်ငံသားအခွင့်အရေးမှာလည်းပါပြီလားကပ္ပအလို့အခွင့်အရေးများမှာလည်းပါပြီလားဖြစ်တယ်နေပြီးတော့ကောင်စီနယ်မြေကနေဝင်ရောက်ရှင်ပြိုင်မဲ့ NLD ပါတီကကိုယ်စားလှယ်လောင်း10ဦးရှိပါတယ်နေပြီးတော့ကောင်စီနယ်မြေကပြည်သူ့လွှတ်တော်10နေရာနဲ့အမျိုးသားလွှတ်တော်2နေရာအတွက် NLD ကြန့်ခိုင်ဖွံ့ဖြိုးရေးအမျိုးသားဒီမိုကရေစီအင်အားစုပါတီ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနဲ့တတိပုဂ္ဂလ၈ဦးအပါအဝင်53ဦးဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်ခင်ဗျာကိုကျော်သူတင်ပြခဲ့တာပါရှင်ဒုတိယသမ္မတဒေါက်တာဆိုင်းမောင်ခမ်းအပါအဝင်ကြန့်ခိုင်ရေးပါတီကနေဝင်ရောက်ရှင်မြိုင်မဲ့ကိုယ်စားလှယ်လောင်း၄ဦးဟာရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့မှာဒီကနေ့မဲဆွယ်စည်းရုံးခဲ့ပါတယ်။ RFA သတင်းနောက်မက်ဇာနီထွန်းကတင်ပြထားပါရရှင်။ ကျန်းခံရေးပါတီကနေလာရှိုးမြို့နယ်မက်ဆန္ဒနယ်မှာပြည်သူ့လွတ်တော်နေရာကိုဝင်ရောက်ရှင်ပြိုင်မဲ့ဒုတိယသမ္မတဒေါက်တာဆိုင်မောက်ခမ်းအမျိုးသားလွတ်တော်နေရာကိုဝင်ရောက်ရှင်ပြိုင်မဲ့ဒေါက်တာနန်းကင်ဖောင်တိပြည်နယ်လွတ်တော်လွတ်တော်မက်ဆန္ဒနယ်မြေအမှတ်1ကနေဝင်ရောက်ရှင်ပြိုင်မဲ့ဦးဆိုင်ကျူပြည်နယ်လွတ်တော်လွတ်တော်မက်ဆန္ဒနယ်အမှတ်2ကနေဝင်ရောက်ရှင်ပြိုင်မဲ့ဦးအောင်သူတို့ဟာဒီနေ့ကစပြီးမက်ဆွယ်စည်းရုံးနာတွေကိုလှုပ်ဆောင်နေပြီဖြစ်ပါတယ်ဟိုအားရတယ်နောက်ထပ်စနောက်နောက်ထပ်တက်တန်းအနေနဲ့ထပ်ပြီးတော့မှာ ောက်ခံခြင်းနဲ့ဆိုလို့ရှိရင်ဒီလိုမဲပေးဖို့ကျွန်တော်နည်းနည်းမျက်စိထားပါတယ်။ကျွန်တော်နည်းနည်းကတော့ပေးထားတဲ့ကျွန်တော်ရဲ့ template ကျွန်တော်ရဲ့လက်ခံစာဆောင်မှာလည်းပဲရေးထားတာရှိပါတယ်။ကျွန်တော်တို့မဲပေးပြီးတော့မှခိုင်းကြည့်ပါเนาะကျွန်တော်ကဒီသူတွေရဲ့ခိုင်းဖို့တကယ်ကျွန်တော်တို့ကိုเนาะအပင်းနေပါလေ ။ဒါ့အပြင်အရင်ရှမ်းပြည်နယ်နယ်စပ်ရေးရဝင်ကြီးတာဝန်ထမ်းဆောင်ခဲ့တဲ့ဗိုလ်မှူးကြီးအောင်သူကတော့မိမိအနေနဲ့စစ်တပ်မှာတာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီးလွတ်တော်ကိုယ်စားလှယ်အနေနဲ့လည်းလားရှိုးပြည်သူတွေအတွက်ဆောင်ရွက်ပေးသွားမယ်လို့ပြောပါတယ်။တကယ်တော့တော့ဒါတာဝန်ထမ်းဆောင်လည်းဖြစ်နေတယ်။ဒီနေ့ဒီကုလုံးလည်းတောင်ရွေးနေခါမှာတန်တဲ့ချက်တွေကျွန်တော်ဆော်ရပြီးခဲ့တာဖြစ်နေတယ်လို့အခုကတော့ဒီနေ့တာပြတ်တာကျွန်တော်အချိန်ကြီးထွက်တဲ့အောင်ဆက်လက်ဆော်ရပြီးမှနေပါလေဆိုတော့ကြောင်းတို့တိုင်းကိုချုပ်ပါ နနက်ပိုင်းမှာမလွတ်တော်ကိုယ်စားလှယ်၄ဦးဟာရက်ွက်၄ကတရုတ်ဗုဒ္ဓဘာသာကျောင်းမှာဒေသခံတွေကိုလည်းတွေ့ဆုံပြီးမဲဆွယ်စည်းရုံးနာတွေပြုလုပ်ခဲ့ပါတယ်။ဒီမဲဆွယ်စည်းရုံးရမှာရက်ွက်အတွင်းကဒေသခံတွေကိုတတ်ဆိုင်ရနေမြေတွေကနေတဆင့်ဖိတ်စာတွေနဲ့ဖိတ်ကြားလို့တက်ရောက်လာကြတာဖြစ်တယ်လို့ဒေသခံအချို့ကပြောပါတယ်။နေလေပိုင်းမှာတော့ကြန့်ခိုင်ရေးပါတီကိုယ်စားလှယ်တွေဟာရက်ွက်၄ကိုကန့်ရင်ကျေးမှုခန်းမနဲ့ရက်ွက်၃ရွှေဘူးစာခန်းမမှာရက်ွက်ဒေသခံတွေကိုဖိတ်ကြားပြီးဟောပြောမှုတွေကိုပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့မဲဆွယ်စည်းရုံးနဲ့ရက်စတာနဲ့တပြိုင်နက်လာရှုံးမြို့မှာကြက်ခန့်ရေးပါတီကပထမဦးဆုံးစတင်မဲဆွယ်တာဖြစ်ပြီးကြံတဲ့နိုင်ငံရေးပါတီတွေကတော့မဲဆွယ်တာတွေမရှိသေးပါဘူး ်ရဖင်ရုံမြင့်တန်ကြားကနေသတင်းတွေကိုဆက်ပြီးထုတ်လွှင့်ပေးနေပါတယ်။အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ရဲ့ပထမအကြိမ်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးဟောပြောပွဲကိုရန်ကုန်မြို့မြောက်ဒဂုံမြို့နယ်ကဓမ္မနီတိဓမ္မယုံမှာဒီကနေ့ပြုလုပ်ခဲ့ပါတယ်။အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ဟာပြင်မာသတင်းတွေထွက်ပေါ်နေသလိုအမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့မဘာသာရဲ့အထောက်အပံ့ရယူထားခြင်းမရှိဘူးလို့ဗဟိုအလုံးမှုဆောင်ကော်မတီဝင်တဦးလည်းဖြစ်တဲ့ အမျိုးသားလွှတ်တော်ကိုစလေလောင်းဦးမြင့်သိန်းကဒီဟော့ပြောပွဲမှာပြောခဲ့ပါတယ်။အလားတူပဲတိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီတဆညာပါတီကလည်း2015ရွေးကောက်ပွဲမှာကိုစလေပေါင်း956ဦးနဲ့ဝင်ရောက်ရှင်ပိုင်သွားမယ်လို့ဒီကနေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။ တဆညပါတီအနေနဲ့တိုင်းပြည်အကျိုးဆောင်ရွက်နိုင်တဲ့ဘဲပါတီအဖွဲ့အစည်းမျိုးနဲ့မဆိုပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး2015ရွေးကောက်ပွဲမှာတိုင်းနယ်ပြည်နယ်အသီးသီးကတောင်သူလယ်သမားမဲဆန္ဒရှင်တွေရဲ့ထောက်ခံမဲရရှိမယ်လို့ယုံကြည်ကြောင်းပြောဆိုခဲ့ပါတယ်ရှင်။ ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်ကနေပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်မဲ့သတိပုဂ္ဂလကိုယ်စားလှယ်လောင်းဒေါက်တာညိုညိုသိန်းဟာရွှေကောက်ပွဲအောင်နိုင်ရေးရုံးခန်းကိုဗဟန်းမြို့နယ်မှာဒီကနေ့ဖွင့်လှစ်ခဲ့ပါတယ်။ RFA သတင်းတော်မတ်မိုးကလျာဦးကတင်ပြပါလိမ့်မယ်ရှင်။သတိပုဂ္ဂလကိုယ်စားလှယ်အဖြစ်ဗဟန်းမြို့နယ်ကနေဝင်ရောက်ရှင်ပြိုင်မဲ့ဒေါက်တာညိုညိုသိန်းဟာအောင်နိုင်ရေးရုံးခန်းကိုဗဟန်းမြို့နယ်ရေဒါရှိလမ်းတင်မှာဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။ပြည်သူတွေအတွက်အမှန်တကယ်အကျိုးရှိမဲ့ဥပဒေတွေကို လွတ်တော်အတွင်းကနေလက်တွေ့ကြကြပြောင်းလဲနေတာကြောင့်ပြည်သူလွတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရှင်ပြိုင်နာဖြစ်တယ်လို့ပြောပါတယ်ပြည်သူလူတို့ရဲ့အကျိုးစီးပွားကိုအမှန်တကယ်လက်တွေ့ကြကြပြောင်းလဲနိုင်တဲ့ဥပဒေပြုတ်ချင်းနေဒီမှာလှုပ်ချက်ပါတယ်ဒါကြောင့်မလို့လေခုနကဒါပင်လယ်ကြီးနဲ့တကယ်ကိုတူတဲ့ပေါ့ဒီမှာပြည်သူလွတ်တော်ကိုတက်နိုင်ခြင်းဖြစ်ပါတယ်ဒီအောင်နိုင်ရေးရုံငန်းဖွင့်ပွဲကို88မျိုးဆက်ငင်းချမ်းရေးနဲ့ပွင့်လင်းလူဖွဲ့စည်းကဥက္ကူကြီးလဲတက်ရောက်အမှာစကားပြောကြခဲ့ပါတယ် ထုတ်တော်ထဲမှာတတန်နဲ့သို့မဟုတ်နှစ်ပါတီရှိလို့နှစ်တန်နဲ့ထွက်နေမယ်အစားတန်ရင်သားတွေတကယ်အလောင်းဥတွေတကြွားနားလေတဲ့သူတွေလူလူပက္ခရက်တည်မဲ့သူတွေအတန်တွေတကားညံ့ညံ့ဆိုင်ဆိုင်နဲ့တက်ကြွနေတဲ့အသက်ဝင်နေတဲ့လွတ်တော်ကြီးဖြစ်ဖို့ဆိုတာဟာဒီလိုတသီးပုဂ္ဂလယုံကြည်စိတ်ကြရတဲ့ပုဂ္ဂိုလ်တွေအချောင်းတိုင်းရင်းသားအင်အားစုတွေတဲကလည်းတိုင်းရင်းသားအရေရောပြည်တော်စုရေကောတက်တက်ကြွကြွလုံမဲ့ အစင်တော်ကောင်းရှိခဲ့တဲ့ပုံကိုယ်တွေလွတ်တော်တဲ့ရောက်လာခြင်းအပြင်လာမဲ့လွတ်တော်ကြီးဟာတကယ့်ကိုမြန်မြန်ဆိုင်ဆိုင်နဲ့အသက်ဝင်နဲ့တက်ကြွတဲ့လွတ်တော်ကြီးကျွန်တော်မျက်စိထဲမှာမြင်အောင်ကြည့်ပါတယ်တောင်သူလေသမားရေးကိုဆောင်ရွက်နေတဲ့ဥဇော်ရန်ကဒေါက်တာတုံညိုအတင်းအတွက်အောင်နိုင်ရေးကိုဆောင်ရွက်ပေးมาဖြစ်ပါတယ်။ဟောပြည်သူတွေကိုတယောက်ချင်းမကြံအိမ်တဲ့တိမ်စင်းကျွန်တော်တို့ဒေါက်ညိုတင်းလွတ်တော်တဲ့ရောက်ဖို့ကတော့ကျွန်တော်တို့ရဲ့ဘဝတမျှအရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လဲဆိုတာကတာမန်မဟုတ်ဘူး။ကျွန်တော်တို့ 9နှစ်တိကျအာဏာပြန်အပ်တာ2010ကနေ2015အထိဒေါက်တာတော်ညညိုသင်းဟာရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာအရေးကြီးတဲ့မေးခွန်းတွေကိုမေးမြန်းနိုင်ခဲ့တဲ့ကိုယ်စားလှယ်တဦးဖြစ်ခဲ့ပြီးဝေဖန်မှုတွေများခဲ့တဲ့ဒဂုံစစ်တီစီမံကိန်းရပ်ဆိုင်မှုအတွက်အဆိုတင်သွင်းခဲ့တဲ့ကိုယ်စားလှယ်တဦးလည်းဖြစ်ပါရဲ့ရှင်။ အလားတူပဲမကွေးတိုင်းကမြို့နယ်၃ခုမှာအ धिक အတိုက်ခံပါတီကြီးဖြစ်တဲ့ NLD ပါတီကကိုယ်စားလှယ်လောင်းတွေဟာစီယုံရေးစတင်လှုပ်ရှားနေပြီဖြစ်ပါတယ်။ဒီကြောင့် RFA သတင်းတော်ကိုစောတူးကသတင်းပေးပို့ထားပါတယ်ရှင်။မကြမီကျင်းပါတော့မဲ့2005ထွေထွေရေကောက်ပွဲစီယုံရေးကာလရောက်ရှိတဲ့စတင်ပါလာရှိရနေမှာပဲမကွေးတိုင်းတွင်မြို့နယ်၃ခုမှာတပြိုင်နက်တည်းပုံစံတစ်မျိုးစီနဲ့အမျိုးသားဒီမိုစီအဖွဲ့ချုပ်ကစီယုံရေးစတင်လိုက်ပါတယ်။ရန်ကုန်ကြောင်မြို့ပေါ်မှာစနေပြည့်တိုင်ရင်နဲ့လက်လေပြီးအိတ်ခံဖြော်ပြင်းနဲ့ ဆက်တင်ခဲ့တာပါအားတော့ဘာလို့ဆိုတော့ဟောပေါ့ဒီအရွေးကိုကျွန်တော်တို့ကအင်းနဲ့အားနဲ့ရွေးနေအောင်လို့ကျွန်တော်တို့ကလှုပ်ဆောင်တာပါဘာလို့ဆိုတော့ကျွန်တော်နှစ်ပေါင်းများစွာကျွန်တော်တို့ကပြည်သူတွေကအဖိနှိတ်ခံခဲ့ရတယ်ဒီဒီဒီချိန်မှမရွေးရင်ကျွန်တော်တို့ကရွေးရတော်တော်ကြားသွားမယ်အဲ့ဒါကြောင့်ကျွန်တော်ကအင်းနဲ့အားနဲ့နေမညာမှာပဲကျွန်တော်လုံနိုင်တဲ့အင်းအားနဲ့အကုန်လုံးရွေးအောင်ကျွန်တော်ကတွန်းနေတာမခွေးမြို့နယ်ဖွဲ့ချုပ်ရုံးရှိမှာတော့ပြောင်းလဲဖို့အချိန်နိုင်ပြီဆိုတဲ့ဆာလာပါ ် energy emergency sticker တွေကိုလာသမျှမတော်ရင်ဆိုင်ငယ်တွေကိုကပ်ပေးခဲ့ပါတယ်ကျမတို့ကစတစ်ကာလေးတွေစကတ်တာလည်းကိုလူတွေလုံလုံလာလာကိုပဲလေကိုကကတ်မပေးနိုင်သေးတော့ဆင်းပြီးတော့တောင်းတာအားလေဒါလေးပေးပါပြီးတော့သူကအိမ်မှာလဲစိုက်ကဘနစီရှိသေးတယ်ပေါ့ကားဘနစီရှိသေးတယ်အဲ့ဒါကိုကအပူပေးပါဆိုပြီးတော့တောင်းတာဆိုတော့သူတို့စိတ်ကဘလောက်တော့လိုလားနေဆိုတာခဏလေးနဲ့တည်တယ်ကျမတို့ကဘ15မိနစ်လောက်ပဲရှိသေးတယ်ကတ်ပေးစတာလေအဲ့ဒီအတွင်းမှာကိုပဲပြည်သူတွေကပြောင်းလဲခြင်းနဲ့စိတ်ကဘလောက်များလဲဆိုတော့ကျမတို့ မင်းမျိုးနယ်တွင်မှာတော့မင်းယုံမှာတာဝန်ပေးရမယ်မင်းယုံကိုယ်စားလှယ်တွေကိုဖိတ်ကြားပြီးစောင်းရန်ရှောင်းရန်ကိစ္စရပ်တွေကိုဆွေးနွေးကာမဲဆွယ်စည်းဝေးကာလကိုစတင်ခဲ့တာပါအဲကျွန်တော်တို့ဟာအဖွဲ့ချုပ်ရဲ့မူလတရားကိုဖြစ်တဲ့เนาะဒီမိုကရေစီနဲ့အခြေခံလူ့အခွင့်အရေးကိုတန်ဖိုးထားတဲ့အဖွဲ့အစည်းတစ်ခုဆိုတာကိုကျွန်တော်ပြည်သူကိုသိအောင်ကျွန်တော်လုပ်ဖို့တာဝန်ရှိပါတယ်။တကယ်စစ်မှန်တဲ့ Federal Democratic နိုင်ငံတော်တစ်ခုကိုသွားဖို့ဆိုရင်တော့2008ခြေခံအမှုတွေပြင်ရပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီကလိုရင်းတဲ့အပြောင်းအလဲဟာနိုင်ငံသားတွေရဲ့လွတ်လပ်ခွင့်ဆိုင်ရာ အထူးတွေအတွက်ကျွန်တော်အပြောင်းလဲဖြစ်အောင်ကြိုးစားမယ်။မကွေတိုင်းဒေသအတွင်းမှာရွေးကောက်ပွဲဝင်ပြိုင်မဲ့ပါတီပေါင်း၁၄ခုရှိပြီးကိုယ်စားလှယ်ပေါင်း၄၀၀ခန့်ထိရှိတယ်လို့ဆိုပါတယ်။ရွေးကောက်ပွဲဝင်မဲ့ပါတီအစည်းအဝေးဟာမဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုတွေကိုလှုပ်ဆောင်ဖို့ပြင်ဆင်နေကြတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ တင်ကြားစီစဉ်တွေကိုကြည့်ရှုနေရတာပါရှင် တနိုင်ငံလုံးအပြစ်ခတ်ရေးဆေးစာချုပ်မှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဗဏ္ဍဖွဲ့ပါဝင်လက်မှတ်ရေးထိုးမလဲဆိုတဲ့အချက်ကလွဲလို့အားလုံးအဆင်ပြေနေပြီဖြစ်တဲ့အတွက်နိုင်ငံတော်သမ္မတနဲ့တွေ့ဆုံတဲ့အခါအဖွဲ့အားလုံးပါဝင်လာနိုင်ရေးအတွက်တင်ပြဆွေးနွေးမယ်လို့ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင်ဖရိုဆော့ခွဲထူးဝင်းကဒီကနေ့ပြောပါရယ်မနေ့ဖန်နေပြည်တော်မှာနိုင်ငံတော်သမ္မတနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့အပြစ်ခတ်ရေးဆေးအဆင်မြင့်ညှိနှိုင်းရေးအဖွဲ့ SD တို့တွေ့ဆုံကြမဲ့ပွဲမှာဒီကိစ္စကိုအဓိကထားဆွေးနွေးမယ်လို့ဆိုပါရယ် မနေ့ပံဆွေးနွေးမဲ့ပွဲမှာကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပါဝင်ဆွေးနွေးမယ်လို့ကနအူးသတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာအစ္စရေးနိုင်ငံကိုအလဲပတ်ခီးစင်ရောက်ရှိနေတဲ့အတွက်မသေးကြသေးဘူးလို့သိရပါပါတယ်ရှင်။ အိန္ဒိယစစ်တပ်ကမြန်မာနိုင်ငံပိုင်နက်အတွင်ခိုအောင်းနေကြတဲ့မဏိပူကသဲခွဲထွက်ရေးလက်နက်ကိုင်း PLA တပ်ဖွဲ့ဝင်၃ဦးကိုပြီးခဲ့တဲ့စနေညကမြန်မာဘက်နေဆက်ကိုဖျက်ချော်ဝင်ရောက်ပြီးတိုက်ခတ်နှိမ်နှင်းခဲ့တယ်လို့အိန္ဒိယစစ်တပ်သတင်းရက်ွက်တွေကိုကိုးကားပြီးအိန္ဒိယတူရေးသတင်းစာကဒီကနေ့မှဖော်ပြရေးသားထားပါတယ်။မြန်မာပိုင်နက်အတွင်နှစ်မိုင်နီးပါးဝင်ရောက်ပြီးရုတ်တရက်တိုက်ခိုက်ခဲ့တာကြောင့်သိဆုံးခဲ့တဲ့ PLA တပ်ဖွဲ့ဝင်၂ဦးရဲ့အလောင်းတွေကိုလည်းအိန္ဒိယဘက်ကသယ်ယူခဲ့ကြောင်း အိန္ဒိယစစ်တပ်ကအရာရှိတို့ကပြောပါတယ်ပြီးခဲ့တဲ့ဇွန်လကလည်းအိန္ဒိယတပ်ဖွဲ့တွေဟာမြန်မာပိုင်နဲ့အတွင်းရှောင်းတခင်ဝင်ရောက်ခဲ့ပြီးနာဂခွဲထွက်ရေးလက်နက်ကိုင်အယောက်20လောက်ကိုဝင်ရောက်ပစ်ခတ်တပ်ဖြတ်ခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်အဲ့ဒီချိန်ကလည်းမြန်မာပိုင်နဲ့ထဲအိန္ဒိယစစ်တပ်ဝင်ရောက်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့မြန်မာအစိုးရကကနအူးမသိရှိဘူးလို့ညင်းဆိုခဲ့ပါတယ်ရှင်။ င်မြင်းကျောင်းတခြားမှာရှိတဲ့ညာဦးပခုတ်ကူဟင်ဒရာမြို့နယ်တွင်မှာဒီတစ်ပတ်အတွင်းရေလွှမ်းနိုင်တာကြောင့်ဒေသခံတွေအနေနဲ့သတိထားနေထိုင်ကြဖို့မိုးလေဝသနဲ့ဆလားပေတာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့သတိပေးကြေညာလိုက်ပါတယ်။အရာဝတီမြေကြီးဟာနောက်၃ရက်အတွင်းစိုးရင်ရေမှတ်ကိုရောက်ရှိနိုင်တာကြောင့်မြေကန်အနီးနဲ့မြေနှိမ်ပိုင်းတွေမှာနေထိုင်တဲ့သူတွေအထူးသတိထားဖို့လိုအပ်တယ်လို့လည်းသတိပေးထားပါတယ်။ လက်ရှိချင်းတွင်းမြေရင်မြင့်တက်နေတဲ့အတွက်ခန်းဒီဟုံမလင်းမော်လိုက်ဖောင်းမြင်အဆရှိတဲ့မြို့နယ်တွေမှာရေကြီးနေပြီးကယ်ဆယ်ရေးစခန်းတွေဖွင့်လှစ်ထားရပါတယ်။ဇူလိုင်လကစပြီးချင်း၊ရခိုင်၊စကိုင်း၊မန္တလေးအဆရှိတဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာမိုးကြီးရေရှမ်းခဲ့တာကြောင့်မနေ့ကအထိသေဆုံးသူ129ဦးထိရှိလာပြီးရေဘေးဒဏ်ခံရသူသက်တမ်းခွဲကျော်ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံရေဘေးအတွက်ဂျပန်အစိုးရကရန်ငွေ6ဘီလီယံကူညီဖို့ဒီကနေ့ဆုံးဖြတ်လိုက်တယ်လို့ကျိုတိုသတင်းတရမှာဖော်ပြထားပါတယ်။ဂျပန်ရန်ငွေ6ဘီလီယံကိုရေဘေးကြောင့်ပျက်စီးသွားတဲ့လန်ဒရာအခြေခံအဆောက်အဦပြန်လည်စောက်လုပ်ရေးလုပ်ငန်းအတွက်ကူညီမှာဖြစ်ပြီးနောက်ထပ်5ဘီလီယံကိုတော့စာတင်ကြောင်းတွေပြန်လည်စောက်လုပ်ဖို့နဲ့တခြားထောက်ပံ့ရေးလုပ်ငန်းတွေအတွက်သုံးစွဲသွားမယ်လို့ဂျပန်နိုင်ငံသားရေးဝန်ကြီးဌာနအရာရှိတွေကပြောပါတယ်။ ဂျပန်အစိုးရအနေနဲ့အဖွဲ့ဝင်10ဦးပါတဲ့ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ကိုလည်းနိုဝင်ဘာလ10ရက်နေ့ကျင်းပမယ်အထွေထွေရွေးကောက်ပွဲအတွက်မြန်မာနိုင်ငံကို9ရက်ကြာဆီလွတ်မယ်လို့သိရပါတယ်မြန်မာနိုင်ငံမှာရေးပေးကြောင်းလူ118ဦးသေဆုံးခဲ့ပြီးပြည်သူသသန်း6သိန်းလောက်ဒုက္ခကြုံတွေ့နေရပါတယ်ရှင်ရွေးကောက်ပွဲရွေးကောက်ပွဲတဲ့ရွေးပြီးကောက်တဲ့ပွဲနမိတ်ရရွေးပြီးမှကောက်တဲ့ပွဲမို့ အကျင့်ဇာတိတာကောက်သွားလို့ကတော့ဟွန်းခက်တဲ့ချင်းတပုတ်လို့တေးပြီဆရာဒီနေရာမှာတော့ပြည်သူခံတင်ပြုတ်တဲ့ကံတင့်ထန်ပြန်လာပြီတဲ့လောလောဆယ်ခံရမှာ၅နှစ်စာနော် အများချစ်တာက ပြည်သူကိုအလို့ကျွေးပြုမဲ့သူ တိုင်းပြည်ကို တိုးတက်အောင်ဆောင်ရွက်ပေးနိုင်မဲ့သူဖြူဖြူမဲမဲလူတွေကလူ အတ္တမပါ ကိုကြိုးမဖက်အများအတွေ့တန်ဖိုးရှိတဲ့သူကို ရွေးပါကောက်ပါပြီးရင်တင်မြောက်ပါဒါမှရွေးကောက်ပဲဖြစ်မှာပေါ့တင်မြောက်တာဒီတခါမှရင်တော့ဘဝင်အဆိုးနဲ့ရင်ကျိုးရမယ်မဲမဖြစ်စေချင်တာမို့ပြင်ညာနဲ့ချင်းချင်းအစင်းစင်မလိန်နဲ့ရွေးကောက်ပွဲကဲတင်မေကငားနစ်စာပဲ RFA ယူမြန်တန်ကြားစီစဉ်တွေကိုကြည့်ရှုနေရတာပါအခုဆက်ပြီးမြမအင်းကြီးချင်းအာရှနိုင်ငံတွေကစိတ်ဝင်စားစရာသတင်းတချို့ကိုတင်ပြပေးပါမယ် တိဘက်ဒေသကိုတရုတ်နိုင်ငံကဝင်ရောက်သိမ်းယူခဲ့ပြီးတိဘက်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သတ်မှတ်ခဲ့တဲ့အနှစ်90ပြည့်အခမ်းအနားကိုလာဆာမြို့တော်မှာရှိတဲ့ပိုတာလာနန်းတော်မှာဒီကနေ့ကျင်းပခဲ့ပါတယ် ဒီခန်းနာကိုတရုတ်အစိုးရအစစ်မြင့်အရာရှိကြီးတွေတက်ရောက်ခဲ့ပြီးကွန်မြူနက်ပါတီရဲ့အရေးပါပုံနဲ့ပြည်ပရောက်တိဘက်ဘာသာရေးခေါင်းဆောင်ဖုန်တော်ကြီးဒလိုင်းလားမကိုဝေဖန်ရှုံချခဲ့ပါတယ်။တရုတ်နိုင်ငံဟာတိဘက်ဒေသကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်အခွင့်အရေးပေးထားပြီးမဲ့တိဘက်ပြည်သူအများစုကတော့ဘာသာရေးအရာဖိနှိပ်မှုတွေရှိတယ်လို့စွပ်စွဲပြောဆိုနေကြပါတယ်ရှင်။ ပုံထည့်ထားတဲ့ကြောပေါ်အိတ်ကိုအဝါရောင်အင်ကြီးဝစ်ဆင်ထားတဲ့ဖောက်ခွဲရေးသမားစီကိုရိုင်းပေးပို့ခဲ့တာဖြစ်တယ်လို့အေယာဝန်ဖရားကျောင်းဘုံဖောက်ခွဲမှုနဲ့ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးစစ်ဆေးခံထားရတဲ့ယူဆူဖာမူရလီကဝန်ခံထွက်ဆိုခဲ့ကြောင်းထိုင်းရဲတပ်ဖွဲ့ကဒီကနေ့ပြောကြားလိုက်ပါတယ်။အသက်25နှစ်အရွယ်ရှိတဲ့မူရလီကိုထိုင်းစစ်တပ်ကနေထိုင်းရဲလက်ထဲကိုမနေ့ကလွှဲပြောင်းစစ်ဆေးစေခဲ့တာဖြစ်ပြီးဘုံထောင်ခဲ့တဲ့ကွန်ရက်အဖွဲ့ထဲမှာသူပါဝင်တယ်လို့ဝန်ခံခဲ့ကြောင်းထိုင်းရဲကဆိုပါတယ်။ ်အရာဝန်ဘုံခွဲတိုက်ခွဲတိုက်ခိုက်ခဲ့မှုနဲ့နောက်ထပ်တနင်္လာရှိတဲ့သူနှစ်ဦးကိုဖမ်းဝရမ်းထုတ်ထားပြီးနဲ့အိန္ဒိယနိုင်ငံသားနှစ်ဦးကိုစစ်ဆေးဖို့ထိမ့်သိမ်းထားတယ်လို့လည်းသိရပါတယ်ရှင်ကမ္ဘောရီးယားနိုင်ငံမြို့တော်ဖနန်ပင်မှာမင်းညာကဝါယာရှော့ဖြစ်ရာကနေညကလတ်တစ်ခုမိလောင်ခဲ့ပြီးအမျိုးသမီး9ယောက်သေဆုံးပြီးတော့အမျိုးသား2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ရဲတပ်ဖွဲ့ကဒီကနေ့ပြောပါရယ်အမျိုးသမီးတွေဟာမိခိုးကြောင့်အသက်ရှူမွန်းကျက်ပြီးသေဆုံးခဲ့ရတာလို့ဆိုပါရယ် 2013ခုနှစ်တုန်းကလည်းနေကင်းဘတ်ကလပ်မီးလောင်မှုဖြစ်ပွားခဲ့ဘူးပြီးကလပ်ပိုင်ရှင်ရဲ့ကိုဝင်ဆောင်ဇနီးတွေအပါအဝင်လူ3ယောက်သေဆုံးခဲ့ရပါတယ်။မနစ်နိုဝင်ဘာလတုန်းကလည်းအန်ကာကျောင်းတော်ရှိတဲ့စီရမ်ရီပြည်နယ်ကညကလပ်တစ်ခုမီးလောင်ခဲ့ပြီးဩစတြေးလျနိုင်ငံသားခရီးသွားတအူအပါအဝင်လူ5ဦးသေဆုံးခဲ့ရပါတယ်ရှင်။ ံတန်ကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါအခုအစီအစဉ်ဒုတိယပိုင်းမှာသတင်းပေးပို့ချက်တစ်ခုစုအရင်ဆုံးထုတ်လွှင့်ပေးပါမယ်တက္ကသကျောင်းသားခေါင်းဆောင်ကိုစရာလွင်နဲ့ကိုပိုင်ရဲသူတို့ကိုနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပုံမှ905ခါဝင်းနဲ့ဗဘဲတမ်းမြို့နယ်တရားရုံးမှာဒီကနေ့ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ကိုစရာလွင်ကိုလာမယ့်18ရက်နေ့အဝေးတင်စာမေးပွဲဖြေဆိုဝင့်တရားရုံးကခွင့်ပြုလိုက်ပေမဲ့ပညာရေးဝန်ကြီးဌာနခွင့်ပြုချက်လိုအပ်နေသေးတယ်လို့လည်းသိရပါတယ်။ RFA သတင်းနောက်မတ်တီရီမင်းစင်ကသတင်းပေးပို့ထားပါရှင်။ ကသကျောင်းသားကောင်းဆောင်ကိုစရာလွင်နဲ့ကိုပိုင်ရဲသူတို့ကိုဒီကနေ့ဗေဗေရဲမြို့နယ်တရားရုံးမှာနိုင်ငံတော်အကြီးအကျယ်ပြက်စီမှုပုံမှန်905ခါခွေနဲ့ရုံးထုတ်ပါတယ်ဒီကနေ့ရုံးထုတ်မှာကျောင်းသားတွေအလုပ်သမားတွေနဲ့နိုင်ငံရေးအကျဉ်းသားတွေကိုမတရားတဲ့ဥပဒေတွေနဲ့ဖမ်းဆီးထောင်ချနေတာကိုကန့်ကွက်တဲ့အနေနဲ့နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့တွေတာကသကျောင်းသားတွေနဲ့တက်ကြွလှုပ်ရှားသူ30လောက်က feed law စာရန်ပါအင်ဂျီတွေဝစ်ဆင်ပြီးတော့ feed law လှုပ်ရှားမှုကိုပြုလုပ်ကြပါတယ်ရှင်အညာကြီးကိုတောင်းဆိုရင်လည်းထောင်ထဲရောက်နေတဲ့ကျောင်းသားတွေရောအခုဒီကိုယ်စားလှုပ်ပိုင်းသူရောအားလုံးဆောင်ဝတ်ဖြစ်ခွင့်ရဖို့ကျွန်တော်တို့တပြန်နဲ့တောင်းဆိုကြရတယ်ပေါ့ဒါပေမဲ့ဒီမှာတော့ပညာရေးဝန်ကြီးဌာနနဲ့အကျဉ်း င်ဦးဌာနနဲ့ဒီတရားဥပဒေနဲ့ဘောလီဘောပုံလေးတဲ့ပိုင်းလေးတော့ရှိတာပေါ့ဒါပေမဲ့ကျွန်တော်တို့ဆောင်ဝတ်ဖြူခွင့်ရဖို့တော့တောင်းဆိုရမယ်ကျွန်တော်တို့ဆောင်ဝတ်ချက်ကိုကျွန်တော်မှာဝင်းရတာတွေအားလုံးဒီဘောလီဘောပုံလေးတို့ခံစားနေရတယ်အကျဉ်းတော်ကပြောတယ်ပြည်ရေးဝန်ကြီးနာကတာဝန်ရှိတယ်ပြည်ရေးဝန်ကြီးနာကပြောတယ်အကျဉ်းတော်မတာဝန်ရှိတယ်အကျဉ်းတော်ကပြန်ပြောတယ်ကျွန်တော်တို့ဒီတရားဝင်ကတာဝန်ရှိတယ်တရားဝင်ကပြန်ပြောတယ်အကြောင်းအဲ့ဒီကြားထဲမှာကျွန်တော်ဆောင်ဝတ်ဖြေခွင့်ကဥတီမတည်ကြသေးဘူးဆိုတော့ကျွန်တော်တို့ကျောင်းသားတွေအားလုံးလောလောဆယ်မှာကျွန်တော်စာသင်ရတဲ့အချိန်မှာကျွန်တော်ထောင်ထဲရောက်နေတယ် ဒါကျွန်တော်တို့ចောင်းသားဝင်ဆုံဆုံးလာတယ်။ဘယ်ကမှာမင်းရဲ့ ဖမ်းဆီးခံထားရတဲ့တက္ကသကျောင်းသားခေါင်းဆောင်ကိုစရာလွင်ဟာလာမယ့်စက်တင်ဘာလ18ရက်နေ့မှာကျင်းပမယ့်အဝေးတင်တက္ကသိုလ်ဆောင်ပွဲမှာဝင်ရောက်ဖြည့်ဆို့ခွင့်ရရှိဖို့ဒီကနေ့လျှောက်ထားရမှာတရားရုံးကဖြည့်ဆို့ခွင့်အမိန့်ချမှတ်လိုက်ပါတယ်။ဒါပေမဲ့တကယ်ဖြည့်ဆို့ခွင့်ရရှိဖို့ကတော့ပညာရေးဝင်ကြီးဌာနရဲ့ခွင့်ပြုချက်လိုအပ်သေးရလို့သိရပါတယ်ရှင်။ဒါကြောင့်မနေ့ဖက်မှာကိုစရာလွင်ရဲ့ဆွေမျိုးတွေကပညာရေးဝင်ကြီးဌာနကတာဝန်ရှိသူတွေနဲ့တွားရောက်ဆွေးနွေးညှိနှိုင်းမယ်လို့သိရပါတယ်။ဗေဗဲမျိုးနဲ့တရားရုံးကတော့လာမယ့်စက်တင်ဘာလ15ရက်နေ့ကိုရုံးချင်းထပ်မံချိန်ဆလိုက်ပါတယ်ရှင်။ အမျိုးသားပညာရေးဥပဒေကိုစန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ကျောင်းသားတွေနဲ့ဝန်းရံပြည်သူတွေကိုပဲခူးတိုင်းတာယာဝတီခရိုင်တရားရုံးမှာဒီကနေ့ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ရုံးထုတ်စဉ်မှာကျောင်းသားတပိတ်ကိုအကြမ်းဖက်ဖြိုခွဲခဲ့တဲ့6လပြည့်အခမ်းအနားကိုလည်းကျင်းပခဲ့ကြပါတယ်။ RFA သတင်းတော်မတ်ရွှေမြင့်စုကတင်ပြပေးထားပါရရှင်။ Yes, Chilu! ကျောင်းသား ဒီကနေ့ရုံးထုတ်ရမှာလက်ဗရန်ကျောင်းသားတပိတ်အကျန်းဖက်ဖြိုခွင်းခံခဲ့ရတဲ့6လပြည့်ထိမ့်မဲ့အခမ်းအနားကိုလည်းကျင်းပခဲ့ပါတယ်။အာဒီဒီဘေးချူဖြုတ်ခွဲခံရမှုပေါ့နော်6လတကယ်တော့10ရက်နေမှပြည်မှာပေါ့နော်ကျွန်တော်2ရက်တော့ဒီယုံချင်းရှိတယ်ယုံချင်းလည်းရှိတယ်နောက်တစ်ခါကျွန်တော်တို့ဒီမှာလာပြီးတော့မိသားစုတွေရောကျွန်တော်တို့ရဲဘော်ရဲဘက်တွေရောရှိနေတဲ့အချိန်မှာကျွန်တော်တို့ဒါစုံအားလုံးစုံပြီးတဲ့အချိန်မှာဒီဟာလေးလှုပ်လိုက်တာပေါ့နော် ဒီနေ့ရုံထုတ်ရမှာတရားလိုပြတက်သေးတွေကိုပဲစစ်ဆေးခဲ့တာဖြစ်ပါတယ်ကျောင်းသားတွေကတပိတ်ကိုအစမ်းဘက်ဖြိုခွဲခဲ့တဲ့လက်ဗရန်မျိုးကရဲတပ်ရင်၁ရဲတပ်ရင်၁၀နဲ့၁၁တို့ကတပ်ရင်မှုတွေကိုတရားပြန်လည်ဆွဲဆိုခွင့်လျှောက်ထားတာကိုပယ်ချခံရတာနဲ့ကျောင်းသူကျောင်းသားတွေနဲ့ဝင်းရံသူတွေတဲကတက်ကြီးရွယ်အိုတွေကိုအာမခံပေးဖို့ပယ်ချခဲ့တာတွေကိုလည်းတပိတ်မှောက်သွားမယ်လို့ပြောပါတယ်။တကယ်တပိတ်မှောက်မယ်ဆိုရင်တော့ဟိုအမှုစစ်တာလက်မခံတော့ဘူးပေါ့။အဲဒါကြောင့်ကျွန်တော်တို့တစ်ပတ်တစ်ခါရုံထွက်ချင်မှထွက်ရလိမ့်မယ်။အဲဒါ ကျမကြီးမကောင်းနေတဲ့လူတွေရှိနေတယ်။နောက်တချို့တွေရဲ့အမကန်တင်ထားတဲ့ပုံစံတွေရှိနေတာဖြစ်တဲ့အတွက်အဲသူတို့နဲ့ရအောင်ခြေလျအောင်ညှိပြီးတော့အားလုံးကသဘောတူရယ်ဆိုတော့အဲလမ်းကြောင်းကိုရွေးမှာအားလုံးကသဘောတာမတိုက်ဆိုင်ခဲ့ရင်တော့နောက်ထပ်လမ်းကြောင်းတစ်ခုကိုကျွန်တော်ပြန်ရွေးမယ်။အင်မတန်ဆိုးခိုးတက်ဖြတ်ရုပ်မှကောက်ကျစ်တဲ့တေခံရည်ကိုတော့ထောင်နဲ့ချီပြီးလွတ်လိုက်။မွန်မြတ်တဲ့ပညာရေးဆန္ဒတွေကိုပေါ်ထုတ်တဲ့အပြစ်မဲ့တဲ့ကလေးတွေကိုဒီလိုအခုထိချုံတော်ဖန်းစီအပြစ်ပေးနေတာဟာ။ သိမ့်တော်ရဲ့လားဒီကလေးတွေကအဲ့ဒီလောက်ရုပ်မာနေတဲ့လူတွေတဲ့ဆိုးသလားအဲ့ဒီနိုင်ငံတော်ကိုတဲ့တွေကိုခိုးထုတ်တဲ့လူတွေတဲ့ဆိုးသလားလက်ရှိမှာတက္ကသိုလ်ကျောင်းသားများတမက်ကတက္ကသအဖွဲ့ကပြုလုပ်နေတဲ့မတရားတဲ့ဥပဒေကန့်ကွက်မှုပေးလို့လှုပ်ရှားမှုကိုဘက္ခသကျောင်းသားတဦးချင်းအနေနဲ့လက်ခံပေးမယ်အဖွဲ့အစည်းတစ်ခုလုံးပါဝင်မှုဆွေးနွေးသွားရအောင်မှာဖြစ်တယ်လို့သိရပါပါတယ်ရှင် 2015ရွေးကောက်ပွဲမှာတည်င်းနဲ့စာနယ်ဇင်းလွတ်လပ်ခွင့်ဟာပြီးခဲ့တဲ့ရွေးကောက်ပွဲထက်ပိုပြီးလွတ်လပ်ခွင့်နေအပြည့်အဝရှိမယ်လို့ပြည်ကြားရေးဝန်ကြီးဌာနဝန်ကြီးဦးရဲထွတ်ကပြောပါရယ်ဝန်ကြီးဦးရဲထွတ်ကို RFA ဝိုင်းတော်သူမတင်းတီတီကတွေ့ဆုံမေးမြန်းထားပါရယ်ရှင်အခုဒီလာမယ့်2015ရွေးကောက်ပွဲအတွက်ဒီသတင်းမီဒီယာတွေသတင်းယူဖို့အတွက်ပေါ့လေဒီပြည်ကြားရေးဝန်ကြီးဌာနနဲ့ပြည်တော်စုရွေးကောက်ပွဲကော်မရှင်နဲ့ပူးတွဲပြီးတော့ဗားရီများဆောင်ရွက်နေရရှိပါလေရှင်ပို့ဝင်လင်းပြောရင်တော့ဒါရီအလုံးကရွေးကောက်ပွဲကော်မရှင်နဲ့ဆောင်ရွက်တာပါ ဟုတ်ကဲ့ကျွန်တော်တို့ကတော့ကျွန်တော်တို့ရည်တည်ချက်ကတော့ကျွန်တော်တို့နိုင်ငံပိုင်းမီဒီယာတွေအားလုံးဒီလဲကြံတဲ့သတင်းမီဒီယာရဲ့နည်းတူပဲရုပ်ောက်ပွဲကော်မရှင်ကနေပြီးတော့မှထုတ်ပြန်ထားတဲ့စီးမင်းစီကနေနဲ့အညီကျွန်တော်လိုက်ပြီးတော့သတင်းယူမှာဟုတ်ကဲ့ကျွန်တော်တာဝန်ယူပေးတာတစ်ခုပဲရှိတယ်ပြည်ပနေသတင်းလာယူမဲ့နိုင်ငံသားသတင်းတောင်များတို့တော့ဗီဇာကိုတော့ကျွန်တော်တို့ကထောက်ခံပေးရတော့ဒီထဲကိုရောက်လို့သူတို့ယူပြီဆိုတော့ ရွေးကောက်ဘွဲကော်မရှင်စီမင်းစီကံတိုင်းမှာယူပါဘူးအထူးသဖြင့်တော့ပြည်တွင်းသတင်းမီဒီယာတွေအတွက်တို့ဒီခုနပြောတဲ့ဒီရွေးကောက်ဘွဲဆိုင်ရာစီမင်းစီကံချက်တွေထုတ်ပြန်တဲ့အထဲမှာဒီသတင်းယူကြမဲ့သတင်းသမားတွေဟာခံဝင်ထိုးရမယ်ဆိုတဲ့အချက်ဟာသတင်းနဲ့စာနယ်ဇင်းလွတ်လပ်ခွင့်ကိုထိခိုက်တယ်သတင်းယူဖို့အတွက်ဒါကန့်သတ်ချက်တစ်ခုဖြစ်တယ်ဆိုတဲ့ထောက်ပြချက်တွေရှိပါတယ်ဒီပေါ်မှာဝန်ကြီးဘာများပြောနိုင်မလဲရှင်ကျွန်တော်ရဲ့ယူဆတော့လေကျွန်တော်တို့သတင်းတော့လေကျွန်တော်ထိုးစုံထိုးမှာပါပဲဘာလို့လဲကျွန်တော်တို့ထုတ်ထားစီမင်းစီကံတွေကဟိုဘာမှသိပြီးတော့မှဟိုတင်းကျပ်တာမရှိဘူးအဲ့တော့အဲ့စီမင်းစီကံတွေနဲ့အညီ လုပ်ပါမလို့ခံဝင်ကြည့်ပြတာကိုယ့်ရဲ့ဟိုခိုင်မာမှုကိုပြရတယ်လို့ပဲကျွန်တော်မြင်တယ်အဲ့တော့ကျွန်တော်တို့နိုင်ငံပိုင်းမီဒီယာတင်ောက်တွေကတော့ဒါကိုလက်မှတ်ထိုးအောင်ဆိုတော့ကျွန်တော်တို့ဘာမှပြဿနာမရှိဘူးနိုင်ငံသားကမီဒီယာသမားတွေပြည်တွင်းမှာလာပြီးတော့ရွေးကောက်ပွဲတင်ယူကြမယ်အဲ့ဒီမှာလည်းကျွန်တော်တို့ကော်မရှင်ရဲ့ထုတ်ပြန်ချက်ထဲမှာလည်းတွေ့ရပါတယ်ပြည်ကြားရေးဝန်ကြီးဌာနနဲ့ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတော့နိုင်ငံသားတင်မီဒီယာတွေအတွက်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုကန့်သက်ချက်တွေရှိမလဲရှင်ကျွန်တော်တို့တော့မရှိပါဘူးအခုကျွန်တော်သိကြဆိုရင်ပေါ့နော်ကျွန်တော်တို့မှာဟို black list ဆိုတဲ့သတင်းသမားလည်းမရှိဘူးအဲ့တော့ဘယ်လိုလဲလာလာကျွန်တော်တို့တော့ ခဏရအစီအမဆုံးဖြတ်ထားတာတက်လာပေးလိုက်ပါဘို့ဒီကောဘော်ဒါတင်လာပြီဆိုသူလာတဲ့ချိန်နေစပြီးတော့တက်လာကျွန်တော်တို့ဗီဇာထောက်ခံပေးမယ်အဒီရောက်လို့ရှိရင်တော့ကျွန်တော်ကသူယူမဲ့နေရာတွေနဲ့သူတို့ဘယ်လိုလုပ်မလဲဆိုတော့ရေကောဘော်ကော်မရှင်ကျွန်တော်မေးပြီးမှသူ့ရဲ့ဒီတက်တေကလက်မှတ်တွေထုတ်ပေးဖို့လိုဆိုကျွန်တော်ထုတ်ပေးမှာပေါ့ဟုတ်ကဲ့ဒါဆိုရင်ဒီ2015ရွေးကောက်ပွဲမှာသတင်းမီဒီယာလွတ်လပ်ခွင့်အပြည့်ရှိမယ်လို့ဝန်ကြီးပြောနိုင်မလားရှင်အဲ့ဒီကလေးဟိုရေကောက်ပွဲဒီနဲ့ရှင်းလိုက်လို့ရှင်တော့ကျွန်တော်ထင်တယ်အပြည့်အဝရပြီလို့ကျွန်တော်တို့ယုံကြည်တယ် ဒါပေမဲ့အပြည့်ဝဆိုတာကကျွန်တော်တို့တိုင်းတဲ့အပြည့်ဝနဲ့ခုဘက်ကလိုချင်တဲ့အပြည့်ဝနဲ့တော့ကွာခြားဆုံးကွာခြားမှာပေါ့ဗျာဥပမာဆိုတော့လာမယုံနေဘူးအတင်းဝင်ပြီးတော့ရိုက်တာမျိုးတော့ကျွန်တော်ခုပြချင်မှာခုပြနေမှာရေပြတ်တတ်တာမျိုးချင်းချင်းဒါမျိုးတော့ကျွန်တော်ကတတိယလောက်ကိုထိလိုက်တယ်လို့ပြောလို့မရဘူးတစ်ဖက်ကလည်းကျွန်တော်ကမဲဆန္ဒရှင်တွေရဲ့အခွင့်အရေးရှိသေးတာဟုတ်ကဲ့နောက်ပြီးကိုယ်စလေတောင်းတွေရဲ့အခွင့်အရေးရှိသေးတာ ဝင်းကြီးဦးရဲ့ထွန်းနဲ့ကျမတို့ဝိုင်းတော်သူမတ်သိန်းတီတီတွေ့ဆုံမေးမြန်းချက်ဒုတိယပိုင်းကိုမနေ့ဖက်မှာဆက်ပြီးတင်ပြပေးပါမယ်။အခုတခါမှာတော့ချင်းတိုင်းသားဘာသာစီစဉ်ကိုထုတ်လွှင့်ပေးပါမယ်ရှင်။ဒီတစ်ပတ်အစီအစဉ်မှာရွေးကောက်ပွဲကော်မရှင်ကနေလွှတ်တော်ကိုယ်စားလှယ်လောင်းစရင်ကနေပယ်ချခြင်းခံထားရတဲ့ချင်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းနှစ်ဦးရဲ့အကြောင်းကိုမြန်မာဘာသာစာရန်ထိုးတင်ပြထားပါရရှင်။ဒါမျိုးလည်းလေဦးမင်းချင်းမီဦးလည်းနောက်ပေါ်နဲ့တမ်းကျော်မော election chin ti program hi minun ka nem kan lau kai Closer to election commission e el dang atong me chin mp candidate pan hi e thul ha kan rak phang na election commission policy chin mi pan hi mp candidate sina ke sin dal siang lau mi pot la chu chin league for democracy party e puyang khuling le mai su su hlaing pol tan se puyang khuling chu chin democracy apwe chu cld e jamu bang ram chen lu do ranga chu ding in chin rak pek mi se chumi chu jamu district rilangna commission in ပယန်ခလင်းဤနုလပါမြန်မာမီအန်စနာအဖျံလောက်တရာ MP2 ထိုင်လောက်တင်းထွန်းရက်ဆွာစေပယန်ခလင်းဤတမူဒစ်စထရစ်ခရလနာကော်မရှင်နေနာဇန်ဖာကင်လက်ချာကောဆာလီအချကောဆုံငါအနုလပါပေါ်ဟေမီရန်ပေါ်ရုံဥသာမီအိန္ဒိယရမ်မနီပူရမ်ကူဤမန်သာလေမန်ပီခွာပေါ်လစ်စင်ရာမီယန်စီတင် election commission လမ်ဤစင်မီပါရာအလုံးကင်ပီလောက်ထူလေအန်နီဟီချင်းရမ်ကူတဒင်ပန်း လိုက်တူခဆက်ပေါ်လန်စီမြမာရမီမပုန်တင်သာတဲ့နေမီပေါ်လန်စီထူလေ MP ဒင်းမန်ဇော်ဖယ်နာနေဆက်ဆာလ်ဒင်းလေ MP ချူဆຽງဒင်းအင်အဒီငင်းဆာတီယာထဲဆေကျွန်းအဒန်းပခဒစမီမိုင်းဆူဆူလန်ချူရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အင်မိုင်းဆူဆူလိုင်းအပါချူချင်းမီဆလဝင်းကော်မီစီချင်းမီအိုင်အိုထဲလောက်တီယာဩဂတ်စလဲကွာနီယာအန်ရက်အယ်ဗီစ်ဆေအကုံကုံကုလက်ကုံငါစီတူလ်ကော်ရမဆက်တိုင်အင်ကုံထာမီစီလဲ อาปาลามินตัวเกินกอลมีสีตีนขากันตีดิ้งตีนขาเงินจ่าชันสวะตีนขาอยู่ใครเป็นเนยยุกอปวยกลมสิบขาอันเด็ดเจ็กรังอ่ะอุปรีคำพังสอนดิ้งเสียงเงินจ่าชักขจวสอลมีสีตีนขาอรักเจ้าตูนั่นจ่าเต็มปาระกันลุงอ้อยไม่จระเราสาเลดิ้งปลากันเราซ้อมนั่นจ่าเต็มมังชา RF ရုပ်မြင်သံကြားစီစဉ်တွေကိုကြည့်ရှုနေရတာပါပရိသတ်များရှင်ကျမတို့ RF ရဲ့ရေဒီယိုနဲ့ရုပ်မြင်သံကြားစီစဉ်တွေကိုကွန်ပျူတာအင်တာနက်ကတဆင့်လဲဖမ်းယူကြည့်ရှုနားဆင်နိုင်ပါတယ်လိပ်စာကတော့ www.rfa.org/bamis ဖြစ်ပါတယ် RF ကိုစာရေးသားပေးပို့ခြင်းနဲ့ဆိုရင်တော့အင်တာနက်အီးမေးလ်လိပ်စာက bamis@rfa.org ဖြစ်ပါတယ်ဒီညအတွက်လွတ်လပ်တဲ့အာရှတန် RFA ရုပ်မြင်သံကြားစီစဉ်နေလေဒီမှာရင်ပြီးဆုံးပါပြီကြည့်ချူကြတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ် RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေထုတ်လွှင့်နေတဲ့ဟာကိုအခုချိန်မှာပဲစပြီးရန်နာလိုက်ရပါတယ်မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစီရှင်